ခကြီးတို့ရဲ့ခမ်းမရခက်ခဲတဲ့ခြေလန်းခြေများအားလုံးပဲမိကလာပါကျွန်တော်တို့ရဲ့ဒပင်ရှင်ဒီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့လာမယ့်ဈေးကွက်ရာသီအသုံးစရိတ်အနေနဲ့ပေါင်သန်း130ထပ်မံရရှိကြောင်းသတင်းထွက်လာပါတယ်ဆိုတော့အသင်းရဲ့လိုအပ်ချက်ဖြစ်နေတဲ့ကွင်းလေကိုအပြည့်သွားတော့မလားတစ်ချက်စောင့်ကြည့်ရပါမယ်တစ်ဆက်ထဲမှာပဲထွက်ပေါ်လာတဲ့သတင်းတွေအရမန်ယူအသင်းဟာဒေါ်မွန်တိုက်စစ်ကျယ်ပွင့်ကစားသမားအဒီယီမီကိုကိုခေါ်ယူဖို့စတင်စူးစမ်းလာခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ် အခုမှအသက်23နှစ်အရွယ်သားရှိသေးတဲ့တိုက်စစ်ကစားသမားဟာလက်ရှိဒေါ်မွန်နီးပြအဖြစ်ဆောင်ရွက်နေတဲ့ Covax နဲ့အဆင်မပြေဖြစ်နေသူတယောက်ဖြစ်ပြီးတော့ပြီးခဲ့တဲ့လ25ရက်နေ့ကိုလုံးနဲ့ပွဲစဉ်လူသားလဲခံခဲ့ရတဲ့တုန်းကကွင်းပေးမှာရေဘူးကို6000နဲ့ကန့်ကြောက်ခဲ့ပါသေးတယ်။နီးပြ Covax ကအဆိုပါလုံရက်ကိုလုံးဝမကြိုက်ကြောင်းလူသိရှင်ကြားပြောဆိုခဲ့ပြီးတဲ့နောက်နှစ်ဖက်ကြားမှာအဆင်မပြေမှုတွေရှိလာခဲ့ကြတာဖြစ်ပြီးတော့ဟန်ဘတ်နဲ့တရေကြခဲ့တဲ့ပွဲမှာတော့အဒီမီကိုလူသားဝင်ကစားသမားအဖြစ်သာအသုံးပြုခဲ့ပါတယ်။ ဆိုတော့ဒါကကျယ်ပွင့်ကစားသမားတအုပ်နဲ့နီးပြတို့ကြားကစတင်လာတဲ့အကွဲကြောင်းတစ်ခုဖြစ်ပြီးဒါကိုမန်ယူကအခွင့်ကောင်းယူဖို့စဉ်းစားလာတာဖြစ်ပါတယ်။ဒီကစားသမားလေးရဲ့စာချုပ်ဖြတ်သိမ်းခြင်းကပေါင်သန်း80ဝန်းကျင်ဖြစ်နေပါတယ်။တစ်ဖက်မှာလည်းဒီလောက်ထိတန်ချင်းမြင့်ထားတဲ့23နှစ်အရွယ်ကစားသမားလေးဟာသူ့ရဲ့ icon တွေတစ်ခုလိုဆိုရမှာကတော့လှည့်မြန်မှုပါပဲ။တာမန်ကစားသမားတအုပ်ဖြစ်တဲ့အားလျော်စွာသူဟာလှည့်မြန်မှုကိုအသားပေးကစွဲပြေးစွဲဝင်ကစားနိုင်တယ်လို့ဖန်တီးမှုကောင်းတွေလည်းပြုလုပ်နိုင်တဲ့သူပါ။ညာတော်မှနေရာအပြင်ညာကွင်းလေကွင်းလေတိုက်ဆက်အထောင်တိုက်ဆက်တွေမှာလည်း ကောင်းကောင်းကစားနိုင်သူတို့ဖြစ်ပါလေ။ဒေါမွန်နယ်ကလည်း2029အထိသာစာချုပ်ရှိသေးတာကြောင့်ကစားသမားကထောက်ခွာခြင်းရင် အသင်းဘက်ကလည်းရောင်းချသွားမှာသိကြပါပါလေ။ကစားသမားရဲ့အေဂျင့်ဖြစ်သူမန်ဒက်စ်ကလည်းမန်ယူအသင်းနဲ့ဒီရေးကြီးအပြောင်းအရွှေ့တွေမကြာခဏပြုလုပ်နေသူတယောက်ဖြစ်တယ်လို့မကြာသေးခင်ကမှယူရိုနဲ့ဥဂါဒီတို့နှစ်ယောက်စလုံးကို Old Trafford တန်းအရောက်ပို့ဆောင်ထားနိုင်ခဲ့သူဖြစ်ပြီးဒီအပြောင်းအရွှေ့ဖြစ်လာမလားစောင့်ကြည့်ရပါမယ်။နောက်တစ်ချက်အနေနဲ့လည်း Manchester United အသင်းဟာ Napoli အသင်းစီကိုရောင်းချလိုက်တဲ့ကွင်းလေလူ Tomi Ney ကိုအသင်းစီပြန်လဲခေါ်ယူနိုင်ဖို့အတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ် ဒါကြောင့်လဲမန်ယူအသင်းရဲ့ကစားသမားစိတ်ဝင်စားမှုတွေကခြေလန်းကျဲတွေဖြစ်နေရတယ်လို့ဆိုလိုချင်တာပါမလိုလိုရောင်းပြီးကမှပြန်လဲခွဲယူမယ်ဆိုတာကအသင်းရဲ့စီမံမှုညံပြင်းတာတွေကိုဖော်ပြနေတာ ਨੇ အတူတူပါပဲတိုမီနေကလည်းမန်ယူကထွက်သွားပြီးတဲ့ကတောက်လျှောက်ခြေစွမ်းပြနေပြီးတော့မနစ်ကဆိုရင် Serie A ချန်ပီယံဖြစ်ခဲ့သလိုဘလွန်ဒေါ်စကားတင်စရင်းမှာပါပါဝင်လာခဲ့တာကိုတွေ့ရပါတယ်ဒီလိုခြေစွာနေတဲ့အသက်28နှစ်သားကိုတော့အင်္ဂလန်ကလပ်တွေဖြစ်ကြတဲ့ Newcastle Spurs တို့ကလည်းခေါ်ယူဖို့အတွက်ဆန္ဒရှိနေသလိုစပိန်နာမည်ကျော်ကလပ် Barcelona အသင်းကလည်းခေါ်ယူဖို့ဆန္ဒရှိနေပါတယ် ိုမီနီကိုရိုင်းကတော့မန်ချက်စတာယူနိုက်တက်အသင်းအပေါ်ကိုအတော်လေးတန်ရောစဉ်ရှိပြီးတော့ဒီအပြောင်းရွှေ့တကယ်ဖြစ်လာမလားကတော့ဆက်လက်စောင့်ကြည့်သွားရအောင်ပါဖြစ်ပါရယ်ခင်ဗျာအဆုံးထိပြေးကြချရတဲ့အတွက်အားလုံးကိုကျေးဇူးထူပေးတင်ရှိပါရယ်